်မင်္ဂလာပါ ကျွန်တော်ကတော့ဥတ္တရာကျော်ပါ အာလီချိုင်းဟုတ်အက်ဂျူကေတာပါကလေးတယောက်ရဲ့ကိုယ်ရည်ကိုယ်သွေးဟာမိဘအုပ်ထိန်မှုပုံစံပေါ်အများကြီးမူတည်နေသလိုမိဘရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့အမျှော်မြင်ကြီးမှုကလည်းကလေးတယောက်ရဲ့ဘဝကိုအများကြီးပြောင်းလဲသွားစေနိုင်ပါတယ်အဲဒါကြောင့်မို့ကိုယ်ကဘလို့မိဘအမျိုးအစားထဲမှာပါလဲဆိုတဲ့ဟာကိုစမ်းစစ်ကြည့်နိုင်အောင်မိဘအမျိုးအစား၄မျိုးတည်းကနှမျိုးကိုဖော်ပြခဲ့ပြီးပါပြီ။ ဒီနေ့ပြောပြမယ့်မိဘအမျိုးအစားကတော့ကိုယ့်ရဲ့သားသမီးတွေကိုချစ်လွန်းတဲ့အတွက် မပြောရက်မဆိုရက်မဆုံးမရက်နဲ့ပြိုးထောင်လိုက်တာတပြေးပြေးနဲ့ဆယ်ကျော်သက်အရွယ်ရောက်လာတဲ့အချိန်မှာကြုံတွေ့လာရတဲ့အခက်အခဲတွေအကြောင်းကို ပြောပြချင်ပါတယ်။ပြီးမှကျွန်တော်တို့ solution တွေကိုအတူတူစဉ်းစားကြပါမယ်ဗျ။ project ကိုတုံနေအောင်ချစ်တဲ့ မိဘနှစ်ပါးကတော့သူ့လိုချင်တာမှန်သမျှအစွမ်းကုန်ဖြည့်ဆည်းပေးပါတယ်။ငယ်ငယ်လေးတွေကမပြောရဲမဆူရဲမဆုံးမရဲနဲ့အလိုလိုက်ထားလိုက်တာပူချက်ဆဲ့ကြောတဲ့အရွယ်ကိုရောက်ရှိလာပါတယ်။ပူချက်ကတော့အိမ်မှာဘယင်တပားလို့ပါပဲ။မိဘတွေကိုစိတ်မထင်ရင်မထင်သလိုအောင်ငေါက်တက်ပါတယ်။အထူးသဖြင့်သူ့တငယ်ချင်းတွေအကြောင်းအကြောင်းကိစ္စတွေအကြောင်း မေးတဲ့အချိန်မှာကြမ်းကြမ်းတန်တန်အော်ဟစ်ရန်တွေ့တတ်ပါတယ်။ဒီလိုအော်တဲ့အတွက်မိဘနှစ်ပါးကတော့စိတ်မကောင်းဖြစ်ကြပေမဲ့ချစ်လွန်းလို့မဆူရက်အပြစ်မမြင်ရကြပါဘူး။တနေ့မှသူတို့ရဲ့စေတနာမေတ္တာတွေကို ဖိုးချက်တယောက်နားလေလာပါလိမ့်မယ်လို့မျှော်လင့်နေကြပါတယ်။ဖိုးချက်တယောက်အိမ်မှာဘာမှ ကူညီလောက်ကင်ပေးခြင်းမရှိတဲ့အပြင်เจ้ามาလဲအမှတ်တွေကအားရစရာမရှိပါဘူး။ ကျောင်းပြည့်ရက်တွေများလွန်တဲ့အတွက်ဆရာမကမိဘကိုခေါ်ယူတတိပေးတဲ့အခါဘိုးချက်ကိုဆုံးမသွန်သင်ပေးရမယ်အစားဒါကကျောင်းမှာမပျော်လို့နေမှာပါဆိုတဲ့အကြောင်းပြချက်သာပေးခဲ့ပါတယ်အိမ်သာထဲမှာဆက်လက်ခိုးတောက်တဲ့ကိစ္စအတန်းထဲမှာရန်ဖြစ်တဲ့ကိစ္စကျောင်းအုပ်ကြီးရုံးခန်းအခါခါရောက်ပြီးတော့ကျောင်းသားစုတယောက်ဖြစ်လာပါတယ်ကျောင်းမှာအပြစ်ပေးတာခံရပြီးကျောင်းနာရတာလည်းအကျဉ်းချင်းပါပဲ ။ကျောင်းကအပြင်းထန်ခေါ်ယူတတိပေးလို့မိဘများကကျောင်းစာကိုအာယုံဆိုင်ဖို့ပြောင်းပြပေးမယ်။ပိုချက်ကတော့သူပြီးပြောင်းလဲမလာပါဘူး။အခုဆိုရင်ပိုချက်ကျောင်းပြေးတတ်တဲ့အပြင်အိမ်မကက်တဲ့အချက်မှရလာပါတယ်။တငယ်ချင်းနေနဲ့ရှောက်လေတယ်။အိမ်ပြန်နောက်ကြတယ်။ပိုချက်တယောက်ထိန်အကွက်မဲ့လာပြီးထိန်ချုပ်ရခတ်တဲ့အခြေအနေကိုတဖြည်းဖြည်းရောက်လာပါတယ်။ ဒါလေးကတော့ကျွန်တော်တို့မိဘတွေကငငယ်လေးတည်းကအရန်ချက်လို့အလိုလိုက်ရင်းနဲ့စေကျော်သက်အရွယ်ရောက်လာတဲ့အချိန်မှာကြုံတွေ့ရတဲ့အခက်အခဲပါဆိုတော့ကျွန်တော်တို့ဖေဖေမေမေတို့ရောဘယ်လိုမျိုးကလေးကိုဂိုင်တွင်ကြလဲကလေးကိုစုံမကြလဲကလေးကိုပြိုးထောင်ကြလဲဖူးချက်လိုမျိုးကြုံလာပြီဆိုရင်ရောဘယ်လို solution တွေကျွန်တော်တို့ရှာကြမလဲဆိုတာကို comment မှာရေးပြီးတော့ကျွန်တော်တို့ဆွေးနွေးကြပါမယ် ်ကျေးဇူးတင်ပါတယ်။နောက်တစ်ခေါက်ကြရင်နောက်ဆုံးတစ်ခုဖြစ်တဲ့မိဘပုံစံ၄မျိုးတည်းကတစ်မျိုးကိုပြောပြပေးပါမယ်။ကျေးဇူးတင်ပါတယ်။